ဆော့ရှစ်တူတို့ BGF ကိုဆော့ရှစ်တူအပါဝင်သူ့ရဲ့မီတာစုသူတို့ပိုင်တဲ့ကုမ္ပဏီတွေကိုအမီပြည့်စရင်တင်သွင်းတာဘလူးကတင်တင်မိကြင်ညာတာဘလူးကလဲဆိုတော့တရားမဝင်အာနာတိတ် အကြမ်းဖက်စစ်ကောင်စီကမကြခင်မှာတဲ့နေပြည်တော်ကိုတဲ့ PDF တွေအလှန်စိုက်ထုတ်တော့မှာတဲ့မကြခင်မှာတဲ့သူကဘာဖြစ်နေလဲဆိုတော့မောင်မောင်ဆေးကအဲ့လိုပြောခဲ့တယ်မကြခင်မှာတဲ့2023ဩဂုတ်လပြောခဲ့တာမကြခင်မှာနေပြည်တော်မှာအလှန်စိုက်မှာ PDF အလှန်စိုက်တော့ခင်ကြီးဘလောက်ခိုးတယ်ဦးမြမောင်နဲ့ပတ်သက်တဲ့မိုးကုတ်ဦးမြမောင်နဲ့ပတ်သက်တဲ့လေးလုံးပြန်လူသတ်မှုမှာခင်ကြီးဘလောက်တာဝန်ရှိတယ်ဟာ အဲ့ဒီလိုလူသက်မှုတွေကိုတာဝန်ရှိခဲ့တဲ့ကောင်တကောင်ရဲ့စီစဉ်ဆောင်ရွက်မှု စီမံမှုနဲ့ဒီရွေးကောက်ပွဲကြီးကိုကျင်းပမယ်ဆိုတာဟာဟာဟာဒီ YouTube လေးတဲ့ဂျင်အားလုံးပဲမင်္ဂလာပါဂျက်ဆိုလို့ရှင်ကနေပြန်လဲကျဆိုလိုက်ပါတယ်ခု just then ဆက်ပြီးမဲ့ထူတဲ့လေးတွေကဇွန်လ9ရက်နေ့မနေ့ပိုင်းနောက်ဆုံးရရှိလာတဲ့တဲ့တဲ့ကောင်လေးတွေနဲ့မနေ့ညတ်ထင်းနောက်ဆုံးရရှိလာတဲ့တဲ့လေးတွေဆူဆစ်ပြန်တင်ဆက်ပြီးတော့ရင်းနဲ့နောက်မှာတော့ main online မှာတော့ဒီ search တို့မိသားစုကို အမေပြည့်စင်ရင်အဖြစ်ချင်းရလဲတဲ့တဲ့နဲ့ပတ်သက်ပြီး မှာကိုစင်နဲ့ကျွန်တော် Hydrogy Prata တို့ပြောသွင်းတဲ့တည်ရန်လေးတွေကြီးရင်နဲ့နောက်မှာတော့ကြောင်မြမြဟောင်းခန်းလေးတွေအာကြီးရင်နဲ့ reaction လောက်တွေ့ရင်နဲ့နောက်ဆုံးမှာ Google လေးတန်ဆက်ပြီးတဲ့တည်ရန်လေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီထုံးစံ digestion နဲ့တော့ဆုံးတွေ့လိုက်ပါကြည့်ရှုပ်ပေါ်ဖိတ်ကြပါရစေကဲဟုတ်ပြီတည်ရန်လေးတွေလူရင်းသွင်းတဲ့ အရင်ဖတ်ပြပါမယ်မြန်မာနိုင်ငံဒဝင်းဂျွန်လိုင်းတရနေ့ရရှိထားသောအချက်လက်များရစစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးတည်ဆောင်ကြောင့်ပြည်သူ့ကကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များရသိရှိရတာဖြစ်ပါတယ်ပြီးတော့မကွေးတိုင်းတောင်တွင်းကြီးမြုံနယ်အတွင်းစစ်မှုထမ်းကြီးအစမတန်ကောက်ခံနေသည့်အိုးပေါက်ကြီးရွာအုပ်ချုပ်ရေးမှုကေမွန်လက်ကိုပိခတ်တိုက်ခိုက်ရာပွိုင်းချင်းပြီးတည်ဆောင်သွားတယ်လို့သိရှိရပါတယ်ကောင်းမှကောင်းပြီးတော့မွန်ပြည်နယ်ရင်းမြုံနယ်အာယုတောင်ရွာ ရှိအကြံဖက်စစ်တိုက်၏ခမာယာ343တောက်ဝင်းမစခန်းကုန်းတခုကိုဝန်ရောက်တိုက်ခိုက်တင်ပိုက်နိုင်ခဲ့ကြောင်းရီဘလိုအဖွဲ့ကတရင်ထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့နောက်မှာမြန်မာနိုင်ငံကရှိတောင်အာရှဒေသတွင်လူကုန်ကူးချင်းနဲ့ဆက်နွယ်နေဒီအွန်လိုင်းလိင်လေမှုများနဲ့နေဆက်ဖြစ်ကြောင်းမှုခင်းများဖြစ်ပေါ် ယာဒီတာတခုဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တာမတ်ဂျေအိုဂျော်မိုထွန်းကပြောဆိုလိုက်တဲ့တဲ့င်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့စကိုင်းတိုင်းကနေမြို့နယ်ခလာရ9နှစ်တိုင်ရင်မစစ်ကောင်စီတပ်သားတအိုဒီမီတာဆုနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမကောင်းပြီးတော့ပဲခူးတိုင်းဆွေချင်းမြို့နယ်ခမရ998တိုင်ရင်တွင်ဘန်ဂါနဲ့ကရုချင်းများပြန်လဲ တိဆောင်နေတော့အကျံဖက်စစ်သားများကိုလက်နဲ့ကျေးစနိုက်ပါတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်ရစစ်တပ်ဖက်မှ၄ဦးတိဆောင်သွားတယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းပြီးတော့အကျံဖက်စစ်သားလက်အောက်ခံကရင်နဲ့ခြားဆောင်တပ်မှဘူမိုးကြီးစောချွတ်တုံနဲ့ချစ်လင်းမြေကိုချစ်လင်းမြေတူယူတာကမ္ပဏီကိုစစ်ကောင်စီကအမေပြည့်စရင်တွင်ပြီးဘူမိုးကြီးစောချွတ်တုံနဲ့တာသမီးများအပါဝင်ဒရိုက်တာများကိုပါ အမေပြည့်သူများအဖြစ်စစ်တပ်ကကြီးညာ လိုက်တဲ့တည်င်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့နောက်မှာမန္တလေးမြို့ရှိဥပိုလ်ထောင်တို့ထောင်ပြောင်းရောက်ရှိလာသောအမုံရတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်ထမ်းများကတန်တုပ်ဖြင့်ရိုက်နှက်မှုကြောင့်တတိလစ်မိမြုပ်သွားခဲ့ပြီးစီဝါကိုသားပြေမှုချင်းမရှိပဲချီကျင်းခတ်တိုက်ပိတ်ထားတယ်လို့သိရှိရပါတယ်။ပြီးတော့ တရင်သားလေးတိုင်းဘုတ်ပြင်းမြုံနယ်ရှိတော်လိုင်းရေးတပ်ဖွဲ့မြအေးစစ်စီကြီးကိုလာရောက်တိုက်ခိုက်တော့အကျန်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးရှိတယ်လို့သိရှိရပါတယ်။ပြီးတော့ကရင်အမျိုးသားစီယုံကရင်ယူမြိတ်တော်ဝဲခရိုင်တမဟာလီပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ပွားနေသည့်တရင်သားလေးမောင်တော်လမ်းပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့ ဝင်တူအလင်းဝင်လာကြောင်း KNU မိတ်တဝဲခရင်ကတရင်ထုတ်ပြန်လာတဲ့တရင်လေးဖြစ်ပါလိမ့်မယ်။ကြည့်ဟုတ်ပြီးအာမနီညာတီနောက်ဆုံးရေးချတဲ့တရင်လေးတွေနဲ့ယနေ့မနစ်အာတီနောက်ဆုံးရေးချတဲ့တရင်လေးတွေဒီလောက်ပဲဖြစ်ပါလိမ့်မယ်။ကြည့်ဟုတ်ပြီးဆက်လက်ပြီးမှကျွန်တော်ကိုစီတင်ဆက်ပြီးတဲ့တရင်လေးတွေဆက်ကြည့်လိုက်ကြအောင်နော်။ကဲကရင်နေစီးလုံးရမယ်အချိန်ကိုရောက်လာပြီ။ဒါကတော့ကျွန်တော်တို့တနိုင်ကန်လောက်တဲ့ကဘာလုံးမှာရှိတဲ့မြန်မာပြည်သားတွေဝိုင်းဝိုင်းဆဲနေကြတဲ့စောချစ်တူ BGF အားလုံးတိမှာပါနော်စစ်ကောင်စီဘက်ကရက်တိတယ်ဆိုပြီးတော့စောချစ်သူကိုဆဲခဲ့တာအခုအဲ့ဒီသူတို့ဘက်ကနေဒီလိုမျိုးပြည်သူအစဲကံထိပ်ပြီးတော့ရက်တိပေးခဲ့တဲ့စောချစ်သူကိုတောင်မှစစ်ကောင်စီကနော်အမီရဲ့စရင်တင်တွင်းပြီးတော့ဂျင်ညာတယ်ဘသူကဂျင်ညာတာလဲစောချစ်သူတို့ BGF ကိုစောချစ်သူအပါဝင်သူ့ရဲ့မီတာစု သူတို့ပိုင်တဲ့ကုမ္ပဏီတွေကိုအမီပြစရိတ်တည်သွင်းတာဘလူးကတင်တင်မိကျညာတာဘလူးကလဲဆိုတော့တရားမဝင်အာနာတိတ်အကြမ်းဖက်စစ်ကောင်စီကသူတို့ကိုနှိုက်ကတော့တရားမဝင်ဘူးဒါပေမဲ့သူများတကာကိုအမီပြစရိတ်သွားကျညာနေတယ်နော်သွားကျညာတဲ့လူကလည်းသူတို့နဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးသူတို့အကျိုးစီးပွားအတွက်ပြည်သူအစဲဆိုခံပြီးတော့ယက်တီပေးခဲ့တယ်ရှင်းချင်းပြောရင်တော့မြဝတီကိုအချိန်ကနော်ကုံကနှစ်ကတိန်းခဲ့တာ BGF ကကောင်းလို့သူတို့စောက်ချက်ကွဲပြီးဒီ အလန်းစားပြောင်းထဲထားပြီနော် BGF ကဂျားဝင်ပြီးတော့လှုပ်ပေးလို့ဒါတနိုင်ကန်လုံးနဲ့တိတယ်တောင်ပိုင်းကိုစစ်ပြက်သွားတာဒါကြောင့်လည်းပါတယ်ပြည်သူတွေအများစုတော်နိုင်ပြည်သူကနော်အဲ့တော့ဒီလောက်တော့လှုပ်ပေးခဲ့တဲ့ BGF ကိုတော့မှလိုရင်တုံးတယ်မလိုရင်ကန်ထုတ်တယ်ဆိုတော့ဒီကောင်လေးစောက်ကျင်ဒါကွက်ကွက်ကွင်းပေါ်လာတာဒါတော့မှသူတို့အာဏာမရသေးဘူးနော်မင်းတို့လည်းစဉ်းစားကြည့်အဲ့တော့စစ်ကောင်စီနဲ့တွားပြီးနိုင်ငံရေးစကနိုင်ငံရေးစကတွားပြောနေတဲ့နိုင်ငံရေးစားဖားတွေခမည်းတော်မြင်အောင်ကြည့်ပါနှစ်ပေါင်း60လောက်လည်းဒီလိုမျိုးကြီးညာလိုက်ပြန်ပေါင်းလိုက် အာငိမ့်ငိမ့်ဆွေးနွေးလိုက်ပြန်ပြစ်လိုက်လှုပ်ချင်နေလှုပ်လာခဲ့တာခမားတို့တွေအာမညောင်းသေးဘူးလားပြောလို့မဝနိုင်ကြသေးဘူးလားနော်ဒီကာလဟာဘာကာလလဲဆိုတာလေးတော့အတိလေးထည့်ကြပြီးတော့တော်လှန်ရေးကာလမှာတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်လုပ်ဖို့လိုတယ်နိုင်ငံရေးကာလမဟုတ်ဘူးတာတချို့တရားပြောတယ်အဲနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုမျှတပြီးတွားမယ်မှန်တယ်မတွားဘူးတွားမယ်ဒါပေမဲ့နိုင်တော်လှန်ရေးကာလနိုင်ငံရေးဟာနိုင်ငံတော်လှန်ရေးကိုအခြေခံတဲ့နိုင်ငံရေးပဲဖြစ်ကြမယ် ရှင်းရှင်းလေးပဲဒါကိုတဘောမှမဟုတ်လိုအပ်တယ်နော်ပါဇက်နဲ့ပြောလို့မရတဲ့ကောင်တွေကိုပါဇက်နဲ့သွားပြောခင်ဗျားတို့အလကားပဲပြောခဲ့တာဘယ်နှနှစ်ရှိပြီနော်အခုအဲဘုချစ်တူတို့ကိုအမြည်ပြစရင်တည်တွင်းတဲ့တဲ့ရင်ကိုကျွန်တော်ယူဖတ်ပြပါမယ်အကြမ်းဖက်စစ်တပ်လောက်ခံတင်းနေကြားဆောက်တက်မှဘုံမူကြီးစောချစ်တူနှင့်ချစ်လင်းမြိုင်တိုတာကုမ္ပဏီကိုစစ်ကောင်စီကအမြည်ပြစရင် တင်သွင်းပြီးဘုံမူကြီးစောချစ်တူနှင့်တာတမီများအပါအဝင်ဒါရိုက်တာများကိုပါအမြည်ပြတူများအဖြစ်စစ်တပ်ကကျင်းရတယ် အကြံဖက်စစ်ကောင်စီထံသို့ပို့ကုန်ရငွေနိုင်ငံခြားငွေမပေးတွင်းသည့်ပို့ကုန်တွင်းကုန်ကုမ္ပဏီ198ခုနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမည်ပြစရင်းတင်တွင်းကြောင်းကြေညာခဲ့ရတွင်ဗိုလ်မှူးကြီးစောချစ်တူပိုင်ချစ်လင်းမြိုင်ဒေါ်တာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်တူဤဇနီးတာသမီများကိုပါအမည်ပြစရင်းကြေညာလိုက်ခြင်းဖြစ်တယ်စစ်ကောင်စီကကြေညာတော့အမည်ပြစရင်းဝင်ကုမ္ပဏီ198ခုတွင်စောချစ်တူဤချစ်လင်းမြိုင်ဒေါ်တာကုမ္ပဏီနံပါတ်25အဖြစ်အမည်ပြစရင်းတင်တွင်းခံထားရခြင်းဖြစ်ပြီးစောချစ်တူဤနာမည် စံမြင့်တမီးနန်းနှင်းနှက်အေးပန်းဖြစ်သူစောချစ်ချစ်စောထူးအမူဘုံမူကြီးစောချစ်သူဤစီးပွားရေးတာဝန်ခံစောမင်းမင်းဥရောကိုပါအမည်ပြသူများအဖြစ်ကျင်ညာထားခြင်းဖြစ်တယ်အဆိုပါကျင်ညာမှုဒီအန်ဒီအစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတော့ပို့ကုန်တွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းနောက်ခံဗန်များအတွင်းတို့နိုင်ငံခြားတုံးငွေများပြန်လည်ထက်တွင်းရန်ပြားပေးခဲ့ကြသော တို့ရတဲ့ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအားပို့ကုန်တွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုစောင့်ရွက်ခဲ့ကြောင်းစစ်ကောင်စီ၏ကြေညာချက်အရတည်ရတယ်။ထို့ပြင်စစ်ကောင်စီအမည်ပြဆိုင်ရင်ကြေညာခံထားရသူများသည့်ပို့ကုန်တွင်းကုန်ဆိုင်ရာဥပဒေတားမြစ်ချက်များကိုကျူးလွန်ထားသူများဖြစ်ကြောင်း FEFL ပုံမှန်၄၀နှစ်ကာကြီးအရထိုးထူးကိုတစ်နှစ်တည်းမပိုသည့်ထောင်ဒဏ်ဖြစ်စေ ငွေတန်ဖြစ်စေဒဏ်နဲ့လုံးကိုဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်းပြတ်တမ်းထားကြောင်းစစ်ကောင်စီရဲ့ကြေညာချက်ရတီးရတယ်စစ်ကောင်စီကအမိဖြစ်စရင်ကြေညာလိုက်တော့ဗိုလ်မှူးကြီးစောချစ်တူခဆံမြင့်တွင်တားနှစ်ဦးတမိတဦးရှိပြီးဇနီးဖြစ်သူမှနန်းခင်လှတူဖြစ်တယ်စောချစ်တူဤတန်းဦးမှာ BDF ဗိုလ်မှူးစောထူးအန်မှူးအသက်32နှစ်ဗိုလ်မှူးကြီးစောချစ်ချစ်အသက်28နှစ်နှင့်တမိနန်းနှင်းနန္ဒာအအသက်26နှစ်တို့ဖြစ်တယ်။ဆံမြင့်စောချစ်တူဤအမည်လွဲဖြစ်အတုံးပြူထားသောနာမည်နှင့် ၎င်း၏တာတမိများသည့် BGF ပိုင်ကုမ္ပဏီများ၏အဓိကအခန်းကဏ္ဍမှပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်များအကြားရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြစ်ခဆောချစ်သူမိသားစုသည် BGF တပ်၏စီးပွားရေးလုပ်ငန်း၆ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရသည်။ထို့ပြင်နာမည်ဆိုးဖြင့်ကြော်ကြားသောစားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်သောအပလိုပတ်နှင့်ယူလွန်ဘေပတ်တို့တို့နှင့်အ ਨੇ စုရှယ်ယာရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းရင်းစီးပွားရေးလုပ်ငန်းနှစ်ခုလုံးနှင့်စံမြစ်၏တားဖြစ်သူ BGF ဘုံမှုစောထုအမှုတီဒိုင်တာနှင့်ရှယ်ယာရှင်တို့အဖြစ်ကြောင်းသိရသည်။ စောရှိတူဤတမိပြည်သူနန်းနှင်းနန္နာအေးအတက်26နှစ်တည်စင်မကူနိုင်ငံနှင့်ပြည်ထိုင်နိုင်ငံတို့တွင်ပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲရရှိထားက BGA ၏လုပ်ငန်း၄ခုတွင်ရှယ်ယာရှင်နှင့်ဒရိုက်တာအဖြစ်ပါဝင်နေတယ်။စောရှိတူဤမိမနန်းခင်နှတ်တို့တွင်မိသားစုစီးပွားရေးတွင်ပါဝင်လောက်ကိုင်းမှုရှိတော်လဲရှယ်ယာရှင်နှင့်ဒရိုက်တာယာတို့များကိုရယူခြင်းမရှိပေ။တို့ရနေတမကဘီဂျီအေးစီးပွားရေးလုပ်ငန်းမှာအကျိုးအမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်တယ်။ BGA စီးပွားရေးလုပ်ငန်းများတွင်ဆော့ရှစ်တူမီတာစုက1ချစ်လင်းမြိုင်တိုတာကုမ္ပဏီတွင်ရှယ်ယာ65ရာခိုင်နှုန်းချစ်လင်းမြိုင်တက်ထုနှင့်စက်မှုကုန်ထုတ်လုပ်ငန်းတွင်ရှယ်ယာ68ရာခိုင်နှုန်းဒေါနာတန်လွင်ကုမ္ပဏီတွင်ရှယ်ယာ60ရာခိုင်နှုန်းထူးတစ္ဆာအောင်ကုမ္ပဏီတွင်ရှယ်ယာ80ရာခိုင်နှုန်းထူးမြတာထူးကုမ္ပဏီတွင်ရှယ်ယာ80ရာခိုင်နှုန်းရွှေပြည်သာမြိုင်ကုမ္ပဏီတွင်ရှယ်ယာ90ရာခိုင်နှုန်းတို့ပါဝင်ထားသည် BGF ကလှုပ်ဆောင်နေသည့်တရားမဝင်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသည့်ခေါင်းဆောင်2ဦးမှဘူမူကြီးစောမင်းမင်းဦးနှင့် ပုံမှုစောတင်ဝင်းလို့ဖြစ်ကြသည်စစ်ကောင်စီကစောချစ်တူနှင့်အတူနာမည်ပဲစည်ရင်ကြင်ညာလိုက်တော့ဗိုလ်မှူးကြီးစောမင်းမင်းဦးတီ BGS CYA လုပ်ငန်းများတွင်အဓိကဥဆောင်မှုအခန်းကဏ္ဍမှာပါဝင်နေသူဖြစ်တယ်။ကဲဒီသတင်းကတော့ဒါကတော့ခစ်တက်မီဒီယာမှာတင်ထားတာ။ဒါပေမဲ့အားလုံးလည်းတည်ပြီးသားဖြစ်တယ်အထွေထူးပြောစရာမလိုတော့ဘူး။ဒီ BGS BGS ကအခန်းကဏ္ဍ BGS မှာဗိုလ်မှူးစောချစ်တူတူရဲ့အခန်းကဏ္ဍကဒါတနိုင်ငံလုံးနဲ့ခဏခဏဆွဲနေကြတာဒေါင်းတက်နေကြတယ်။အဲ့တော့ဒါကျွန်တော်တို့ပြောချင်တာကအဲ့ဒီအပိုင်းကိုပေါ့ဘူး။နော် ျွန်တော်တို့ပြောချင်တာဒါကသူ့ရဲ့လက်ရှိဖြစ်တည်မှုဖြစ်သွားပြီဒါကိုတွားပြီးတော့ကျွန်တော်တို့ပြောနေတယ်ဟိုမလို့အပ်တော့ဘူးအဓိကပြောချင်တာကကရင်နေစီးလုံးဖို့ကိုပြောချင်တာနော်ကရင်ပြည်နယ်မှာအခုဘယ်နှဖွဲ့ရှိသေးဗျာမဖြစ်တည်ဘူးအဲ့ဒါကြီးอ่ะဖြစ်စေချင်တာနော်မှန်တယ်နားလဲတယ်ကျွန်တော်တို့အဲ့လိုပြောရင်ပြန်ပြောလာလိမ့်မယ်အခုလည်းမြတ်တာပြီးလုံနေတာပဲဟိုမတိအောင်လို့ BGL တစ်ဖက်ကတော်လိုင်းဖွဲ့တယ် KNU စကမ်းတဲ့ရင်အောက်လန်းနေကူညီတာလို့ထောက်မှာမလို့ဘူး ဒဲပဲငါတို့ကရင်တွေတစ်ဖွဲ့တည်းတစ်ခုတည်းရှိတယ်တိုက်မယ်စစ်ခွေးလာငါနဲ့ကရင်မြေနယ်မှာစစ်ခွေးကုံရမယ်အဲ့ဒီပုံစံကိုဖြစ်စေချင်တာဒါကရင်မမဟုတ်ဘူးဘယ်အထက်အဖွဲ့စည်းဖြစ်ဖြစ်ဒီကာလမှာကျွန်တော်တို့ကတဦးတစ်ဖွဲ့တည်းဖြစ်တင်နေပြီလူမျိုးတစုအတွက်တစ်ဖွဲ့တည်းအားကောင်းကောင်းရပ်တည်ဖို့လိုအပ်နေတယ်အဲ့လိုမရပ်တည်ရင်ခမားတို့ကိုအစိမ့်စိမ့်အမှောင်မှာတွေးခွဲပြီးတော့အင်အားတွေကိုဖြုံးထီးွားလိုက်မယ်နော်ကျွန်တော်တို့နှစ်ပေါင်း60ဖြတ်လာတဲ့အတွေ့အကြုံတွေကအားလုံးတိပြီးသားဖြစ်တယ်တိုင်းနဲ့လက်နက်ကင်တွေ နော်အခုရက်ခိုင်ရက်ခိုင်တွေတလောက်စီးလုံးတာတော့မှဒေါ်စောမြလင်းရာသာတို့ကိုလက်နဲ့တက်ဆင်ပေးပြီးရအောင်ခွဲနေတယ်။ဒါကိုရက်ခိုင်ပြည်သူတွေကောင်းကောင်းနားလည်ဖို့လိုတယ်။တကယ်လည်းနားလည်ပါတယ်။အဲ့လိုပဲကရင်မှာဆိုလည်းခုနကပြောတော့ BGF ကိုသူတို့လိုရင်အတုံးပြူတယ်။မလိုရင်ကန်ထုတ်တယ်။ဆိုတော့ BGF ခေါင်းဆောင်တွေအနေနဲ့ပြောချင်တာကကျွန်တော်တို့ကရင်နော်အဖိုးစောမဦးရဲ့မူလေးချက်အတိုင်းရက်တည်ပြီးတော့ ကရင်အလံတော်အောက်မှာကရင်တမျိုးသားလုံးတွေအာကိုအားထားရတဲ့လက်နက်ကင်အဖွဲ့တစ်ခုဖြစ်အောင်ရှိတဲ့နော် KNU KNLA KDLA BGF DGBA ဒီအဖွဲ့တွေအားလုံးကတစုတည်းတာဖွဲ့ပြီးတော့ကျင်ညာလိုက်နိုင်ခြင်းပြ။ကဘာအရရရောက်နေတဲ့ကရင်လူငယ်တွေဘလောက်ဝမ်းသာကြမလဲဘလောက်ထလုပ်ကြမလဲမယုံရင်ကျင်ညာကြည့်လိုက်ပါ။ကျွန်တော်ပြောတာမယုံရင်အဲ့ဒီအဖွဲ့တွေအားလုံးလားကရင်အားလုံးပေါင်းစည်းပြီးလို့ကျင်ညာချက်ကိုထုတ်ပြန်နိုင်လိုက်ကြည့် တီပတီတီရောက်နေတဲ့ကရင်လူငယ်တွေခိုင်းမှာမလုတ်ပေးကြိုက်တယ်လို့ပြောထောက်ဖို့အတွက်လားလုတ်ကြည့်ပါကရင်နေတာခေါင်းဆောင်နေတာပေါင်းစည်းတယ်လို့ကြေညာကြည့်လိုက်တီပရောက်နေတဲ့ကျွန်တော်ကရင်လူငယ်တွေအများကြီးရှိတယ်အခုထမ်းနိုင်ငံမှာဆိုလဲဒီအုံနဲ့အုံရိုင်ဘက်မှာလက်ရှိပွဲတွေလုပ်လို့ရှိရင်ကွင်းပြစ်နေတယ်နော်ကရင်မိန်းကလေးတွေကရင်ယောက်ျားလေးတွေအဲ့ဒီလူငယ်တွေအားလုံးဟာဒီလူကြီးတွေပေါ်မူတည်ပါတယ်နော် ဒါကြောင့်မလို့ရန်သူကိုဒီအချိန်မှာတိုက်လို့အကောင်းဆုံးအချိန်မှာကျွန်တော်တို့တွေပြတ်အောင်လုံနိုင်လို့မလုံနိုင်ရန်သူကခမားတို့ကိုတက်တက်လုံးအဲ့လိုအတုံးချောင်းအောင်မှာပဲလိုအပ်ရင်တဲကျက်ဖြစ်လုံမယ်သူတို့ရှေ့ကနေကာထားမယ်သူတို့ရှေ့ကနေခံပေးမယ်ငြိမ်ချမ်းရင်းဆိုပြီးခေါ်စကားပြောမယ်ပြီးရင်သူတို့တိုက်ချင်ရင်ချက်ချင်းပြန်ပြီးစစ်ကိုပြန်ဆမယ်စစ်ကိုကစားပြီးလှုပ်ချင်တိုင်းလှုပ်မယ်အဲ့ဒီခစ်ကိုကျွန်တော်တို့တွေထားပစ်ခဲ့ဖို့တော်ပြီခစ်တစ်ခစ်ကအပြောင်းလဲဆိုတာကျွန်တော်တို့တွေလိုက်မပြောင်းလဲလို့မရဘူး ခတိကတွားတဲ့အရာကိုကိုကမတွားခြင်းပဲနဲ့ကြံပြစ်ခဲ့မယ်ဆိုရင်အကောင်လုံးကလော်ကလန့်နေဖြစ်ကုန်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်အတွက်ကခစ်ဟောင်းတွေကိုထားပြစ်ခဲ့ရမယ်ခစ်ဖြစ်သွားပြီလက်နက်ရှိမှလူရဝင်တယ်ဆိုတဲ့အတွေးကိုထားခဲ့ပြီးတော့အုံနောက်ကောင်းတဲ့ကောင်ကလူရဝင်တယ်ဆိုတဲ့ခစ်ကိုကျွန်တော်တို့တက်လှမ်းဖို့လိုအပ်နေပြီနော်အဲ့လိုမဟုတ်ဘဲနဲ့လက်နက်ရှိတဲ့မှလူရဝင်မယ်ဆိုတဲ့လူရိုင်းအတွေးခေါ်ကိုဆက်ပြီးစောက်ကင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ကကျိန်းနေပါတယ်နော်ဒီတော်လန်ရေးကိုကျွန်တော်တို့ပြတ်သားအောင်လုပ်နိုင်ရင်လို့ မလုံနိုင်လူရိုင်းကျွန်းတဲ့ဆိုးတဲ့တိုင်းပြည်ဖြစ်သွားလိမ့်မယ်။ကျင်းနေအာနာရှိတဲ့ကောင်အာနာရှိတို့ယုတ်မှာနော်အင်အားကြီးတဲ့ကောင်အင်အားကြီးတို့ယုတ်မှာမရှိတဲ့အောက်ခြေနင်းပြဘွားတွေကတရားမျှတမှုဆိုတော့အလကတဝင်းတခွားထမင်းလေးတစ်လုံးစားဖို့အတွက်ကိုအသက်နဲ့ဘွားနဲ့ရင်းပြီးရုံးကန်ရအဲ့ဒီလိုအနှိတ်ထယုံများတဲ့တိုင်းပြည်ဖြစ်သွားလိမ့်မယ်။ကျင်းနေတယ်။ဒါကြောင့်မလို့ဒါအခုဒါ BGF ကိစ္စမို့လို့ကရင်လူမျိုးတွေကိုဥတီပြီးတော့ကျွန်တော်ပန်ကြတာပါ။ မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားပေါင်းစုံအလုံးဒီကာလမှာကိုယ်လူမျိုးအတွက်အဖွဲ့တစ်ခုတည်းဖွဲ့ပြီးတော့အင်အားကောင်းအောင်ကြစ်လက်အောင်လို့လုပ်ကြပါကိုယ်အဖွဲ့အတွက်ဘလို့ရှင်းဆက်သွားမှလဲကွန်ဖက်ဒရိတ်နဲ့သွားမှလားဖက်ဒရယ်နဲ့သွားမှလားကိုယ့်ရဲ့ကိုယ့်ပြည်နယ်ရဲ့ပထဝီအနေအထားကမ္ဘာနိုင်ငံရေးအနေအထားကိုယ့်အကိုခေါင်းဆောင်တွေစုံဖြတ်ကြအဓိကကပါလေအာနာရှင်ကိုကျွန်တော်တို့အမြင့်ပြအောင်တိုက်ကမှအားလုံးမဖြစ်မနေလောက်ကမဲ့တမိုင်းပေးတောင်းဝင်ပဲအဲ့တော့ဒီ BD ရဲ့ အဖွဲ့တွေအနေနဲ့အခုချိန်မှာနော်ကရင်ပေါင်းစည်းရေးကိုလှုပ်လိုက်မယ်ဆိုအကောင်းဆုံးအချိန်လို့မြင်တယ်ဒါကြောင့်မလို့ကရင်တမျိုးသားလုံးကိုစားကရင်ခေါင်းဆောင်တွေအောင်မြင်မှုကိုလက်စုပ်လက်ကင်ဖမ်းဆုပ်ပေးကြပါလို့မြစ်တာရက်ခံပါတယ်ကျွန်တော်တို့တော်လှန်ရေးဟာအလုံးမြင်တဲ့အတိုင်းပဲဒီလိုအခင်းကျင်းမျိုးရဖို့အတွက်ခမားတို့တတ်တက်ကောမြင်ခဲ့တာ88ကိုမိခဲ့တယ်ဘုံဦးစောချစ်သူလို့ဆိုတာ88ကိုမိခဲ့တဲ့အဲပုံကိုယ်တွေပဲเนาะခင်ဗျားတို့88မှာဒီလောက်အားကောင်းတဲ့ပြည်သူအားကောင်းတဲ့တော်လှန်ရေးမျိုးတွေ့ခဲ့ရလား ခမရတို့ငွေတွေရတက်တက်အဲ့တော့ဒီလိုအားကောင်းတဲ့အချိန်မှာကျွန်တော်တို့တမိုင်းမှတ်နိုင်တဲ့ခုကိုအကောင်းဆုံးစိုက်ထူပေးကြပါအားလုံးလည်းစဉ်းစားတတ်ကြမယ်လို့ယုံကြည်ပါတယ်ပါတယ်เนาะကိုစီပြောတော်ရကြီးကောင်းပါတယ်เนาะကိုစီပြောတော်ပေါ်ပရိသတ်ကြရမင်းတို့တစ်ချက်လေးတွေကို comment မှာရေးပြကြပါဆက်လက်ပြီးမှာဒီကိစ္စနဲ့ပတ်သက်ပြီးမှာအကျွန်တော်ရဲ့ ideology ကိုရေးပလာတာပြောတော်ရလေးတစ်ချက်လောက်ကြည့်လိုက်ကြအောင်เนาะမင်း online က သူဦးဆောင်တဲ့စစ်တပ်ကပေါ့နော်မဲအောင်နိုင်ပါဝင်သူဦးဆောင်တဲ့စစ်တပ်ကဒီ BGF ကစောချစ်သူရဲ့ချစ်လဲမြိုင် Toyota ကုမ္ပဏီကိုတဲ့အမီပြေစင်းတင်သွင်းလိုက်တယ်ပေါ့နော်အဲ့ဒါအပြင်ကိုဒါစောချစ်သူကိုရောသူမိန်းမကိုသူဇနီးကိုရောအပြီးဝရင်ဒီသူ့ရဲ့ဒရိုက်တာတွေကိုပေါ့နော်သူ့ရဲ့ဒရိုက်တာတွေကိုပါနော်အမီပြေစင်းတင်သွင်းလိုက်တယ်တဲ့အဲ့ကစားနဲ့ပတ်သက်ပြီးတော့မှ BGF ကစောချစ်သူက မင်းအောင်လာတော့တော်တော်တင်းနေတယ်လို့ပြောတယ်ကျွန်တော်လည်းကြားရတယ်ပေါ့နော်ဆိုတော့ဟိုချစ်သူတင်းလဲတင်းရင်ဆရာပဲလေဗျာဟိုကဘာမာတော်မှနာမည်ပြက်နေတဲ့ကောင်ကကဘာမာတော်နာမည်ပြက်နေတဲ့ကောင်ကဟိုသူ့ကိုဒီလိုမျိုးတွေသိလားမလားဟိုသူ့ကုမ္ပဏီရောသူ့ရဲ့နာမည်တွေရောသူ့သားသမီးတွေရောသူ့ရဲ့ဒါရိုက်တာတွေရောပေါ့ဗျာဟိုအမီပြက်စင်းတင်သွင်းနေဆိုတော့ဟိုချစ်သူမှမတင်းရင်ဘယ်သူကဘယ်သူကဘယ်သူကတင်းမလဲဟုတ်လားဗျာချစ်သူမှမတင်းရင်ဘယ်သူမှတင်းမလဲ ပြောချင်တာကပါလဲဆိုဗျာဟိုနာမည်ပြက်နေတဲ့သူချင်းတူတူကမင်းအောင်လည်းပါအီတလုံးပို့ရှူလာတာမင်းအောင်လည်းလုံးတဲ့ကွာအဲ့လိုကွာဖြစ်နေတယ်နာမည်ပြက်တာချင်းတူတူတော့မှအီတလုံးပို့ရှူတဲ့ကွာတင်မင်းအောင်လည်းသူကပဲဟိုအာဘယ်လိုပြောမလဲဒီ BGS ဆော့ချစ်သူရဲ့ဒီချစ်လင်းမြိုင်တိုတာကုမ္ပဏီကိုပဲသူကအမည်ပြက်စင်းတင်သွင်းရသေးတယ်25အရတဲ့169ခုဒီဟာနဲ့ပတ်သက်ပြီးတော့မှဒါသူ့ရဲ့ဒီတိုတာကုမ္ပဏီက25အရအမည်ပြက်စင်းတင်သွင်းခံရတာအင်း နာမည်ကောင်းတစ်ခုမှရှိတဲ့စက်တက်ကြီးကအဲ့လိုမျိုးပေါ့နော်နာမည်စုပ်ပြတ်တဲ့နေသူတွေကိုအမိပြစင်းတင်တဲ့လားဆိုတော့อืมမစိုးပါဘူးလူကြားလို့တော့ကောင်းတာပဲမကောင်းတဲ့ကောင်ချင်းချင်းတော့ပတဲ့ကြတော့လုတ်ကြအောင်တားကြအောင်ကဲကဲကဲမင်းတို့ဘဘရဲ့လောက်ရကြတာနော်တနည်းပြတနည်းပူပူကောင်းလာပါတယ်နော်ကဲဆက်လက်ပြီးမှကြောင်းမင်းမင်းဟောင်းခါလေးတစ်ချက်လောက်ဆက်ကြည့်လိုက်ကြအောင်နော် ဒီ NUG ကမှအခုပြောတယ်မှာလဲဟိုမြေရောက်ဆေးုံကြီးကိုနေဖုံးလိုက်ပြောတာပါပရိပရတွေနဲ့မြေရောက်ဆေးုံစနေပြီဆိုတော့ကြည့်တယ်လောက်ကြပါအဲ့လိုနော်မြေရောက်ဆေးုံစပြီဆိုတော့တခါတည်းမြေမြုပ်ပြီးသားတွေဖြစ်ကုန်ပြီလားမသိဘူးကြည့်ရတာတခါတည်းမြေပါမြုပ်ပြီးသားတွေဖြစ်တော့မလားမသိဘူးလို့နော်ဆိုတော့အဲ့ဒီ NUG အုပ်စုကအဲ့လိုပေါ့လို့ပယ်စားပရိပရပြောပြီးပတ်စံရှာရတဲ့နေမှာတော့တကယ်နှစ်ယောက်မရှိအောင်တော်တယ်တကယ်တော်တာဘာလို့လဲဆိုတော့တို့ရဲ့ရှေ့မှာဆက်ဆရာကြီးတွေပြောခဲ့ဘူးလေဒီဟာတဲ့စောတယ်မြေအောင်မြို့တော်ကြီးဖြစ်ဖို့ဆိုပြီးတော့ပြောခဲ့တယ်ဗာလဲ NLD ရဲ့ဒေါက်တူမောင်မောင် မောင်မောင်ဆိုးဒေါက်တူမောင်မောင်ဆိုး NLD ပါတီကခန့်ထားတဲ့ဒေါက်တူမောင်မောင်ဆိုးဒေါက်တာအတုဒေါက်တာဘွဲအတုနဲ့မောင်မောင်ဆိုးကမြောင်းမြို့တော်လို့ပြောတယ်ဟုတ်တယ်ရန်ကုန်မြို့မြောင်းမြို့တော်လို့မလို့ပြောတယ်သူသာပြုတ်သွားတယ်သူသာအမှသူမချိပစံချမ်းသာသွားလို့အဂရိယခေါ်ဆက်ခံရတယ်ရှိခဲ့မှုတယ်မြောင်းမြို့တော်ဖြစ်မဖြစ်တော့ကျွန်တော်မသိဘူးအဲ့လိုပရိပရာကြီးပြောသွားတယ်မြောင်းမြို့တော်တဲ့နော်ဖြိုးမင်းသိဆိုရင်ဗာလဲရန်ကုန်မြို့ကြီးပင်လဲရန်ကုန်ပင်လဲမြို့ရွှေ့ပြင်မယ်လို့ပြောတော့ဘာလို့ပြောမှမသိဘူးပရိပရာကြီးချက်တော့ပြောတာအဲ့ NLD ပါတီအုပ်စုအဲ့လိုမျိုးပေါက်တက်ကြရကြီးပြောတဲ့နေမှာ NLD ပါတီထိန်းဆောက် ပြီးရင်ဟာအရာဝင်နဲ့ရန်ကုန်တဲ့ငားနိုင်တဲ့နဲ့မိုးပြန်ရထားကြီး as a crossfire ပါလေကျွန်တော်ကျွန်တော်အဲ့စကလုံးမှတ်ပြီးတော့သူပြောတာပဲဟိုဦးမန်းပေါ့လေမန်းကျော်ဒီ as a crossfire ဆိုဘလို့လဲမသိဘူးသူပြောတဲ့အင်္ဂလိပ်စကားကျွန်တော်နားမလဲလိုက်ဘူးမိုးပြန်လိုက်တဲ့အရာဝင်နဲ့ရန်ကုန်မိုးပြန်လိုက်ထိုးပြင်မယ်လို့ပါတော့ဟာထိုးမထိုးတော့ကျွန်တော်မသိဘူးအခုထိတော့ကျွန်တော်တလုံးမှလည်းမမြင်ရသေးဘူးအခုတော့ကျွန်တော်မိုးပြန်လမ်းပေါ်ကပြောနေသလားတော့ကိုကိုပြန်ကြည့်နေရသေးတယ်ဟုတ်လားမဟုတ်လားသိချင်လို့အဲ့လိုပရိပရားတွေကိုထိန်းဆုံးမှပြောခဲ့ကြတယ်ပြောခဲ့ရတယ်အခုအဲ့ဒီမျိုးဆက်ကမပြတ်သေးဘူးဟိုအန်ယူဂျီရပ်ဖြစ်သွားတာတော့ပြောနေတော့အခုထိမြေရောက်သိအောင်ဆိုတော့ အေးဟိုဗာလဲဗာလဲတထုတွင်းဟောင်းနေတထုတွင်းတွင်းဟောင်းနေပေါ့နော်တထုတွင်းတထုတူဖို့ခဲ့တဲ့တွင်းအဟောင်းနေနောက်ဗာလောက်ကညာလောက်ကအဟောင်းနေမှာသွားပြီးအဲ့ဒီအဟောင်းနေဟိုအတွင်းထဲကိုသွားပြီးတော့ထည့်ပြီးတော့ဆေးုံဘောဖြစ်တာကိုမြေအောင်မြေအောင်ဆေးအောင်ဆိုပြီးတော့ပြိပရာရေးထားပေါ်တယ်နော်ဒီလူတွေဂျပန်လည်းမရောက်ဘူးလားလို့မို့ရောက်ဘူးတယ်ထင်ပါတယ်ရောက်ဘူးကြလိမ့်ပါလေဂျပန်မြေအောင်ကဘလို့တိဆောက်တာလဲသူတို့မြေအောင်ဘလို့လဲဆိုကြည့်လိုက်ဒီမှာဇော်ဝေဆိုးဓာတ်ပုံရိုက်ထားတယ်ပဲကြည့်လိုက်ကျွန်တော်ကြည့်ပြီးတော့အော်ဒုက္ခပဲအကုန်လုံးတော့ဟိုကတုတ်တယ်လေမြေထဲမှာမြုပ်ပြီးသားကြီးဖြစ်တော့မှာပဲလို့ဆိုအဲ့လိုမျိုးအဲ့လိုပရိပရာကြီးပြောခဲ့ကြတယ်နော် ဘလောက်ပြိပယ်ပြောလို့ဆိုရင်အနည်းစားဆုံးဒီဘက်အုပ်စုမှာအနည်းစားဆုံးပြောခဲ့တဲ့စကားရှိသေးတယ်နော်မောင်မောင်ဆွေပြောခဲ့တဲ့စကားဆိုရင်ကြီးရတယ်နော်ကျွန်တော်ကစဉ်းစားနေတာပေါ့နော်ကိုယ်ကလည်းနေပြီးတော့မှနေရဆိုတော့ကျွန်တော်ကလည်းပြန်ပြန်ကူစကားလာပြောနေတာငါအုပ်ချုပ်နေတာအန်ယူဂျီလားနာဆာကလားကိုယ်ကလည်းပြန်ကြည့်ရသေးတယ်ဦးပြောသားပြောတော့ဆိုတော့သူကမောင်မောင်ဆွေတို့ကပြောခဲ့ဘူးတယ်နော်မောင်မောင်ဆွေတို့ကတော့အဲ့လိုပြိပယ်ပြောရင်ဒီမှာထိတ်ဆုံးကမကြခင်မှာတဲ့နေပြီးတော့ကိုတဲ့ PDF တွေအလှန် site ထုတ်တော့မှာတဲ့မကြခင်မှာတဲ့အဲ့ဒါဘယ်တော့မှပြောဆို2023ခုနှစ်ဩဂုတ်လပြောတာ ူကဘာဖြစ်နေလဲဆိုတော့မောင်မောင်ဆေးကအဲ့လိုပြောခဲ့တယ်မကြခင်မှာတဲ့2023ဩဂုတ်လပြောခဲ့တာမကြခင်မှာနေပြည်တော်မှာအလှန်ဆိုင်မှာပီတီအလှန်ဆိုင်တော့မှာလို့သူပြောတယ်ဆိုတော့ကျွန်တော်ကတော့ကိုဘေးမကြည့်ရသေးတယ်ပီတဲ့အလှန်မှာငါနာရောက်နေလားကိုကလည်းကြည့်ရသေးတယ်ပြီးတော့မှဩလို့음ကြည့်ရတာမောင်မောင်ဆေးတို့ NUG ကဘာနဲ့သွားတူနေလဲဆိုတော့ Manchester United အသင်းနဲ့သွားတူတယ် Man U ပြန်လာပြီခရာစိုက်ကားနေဆိုတော့နည်းနည်းတော့ကြာတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့လိုဖြစ်နေတယ်သူတို့အုပ်စုကအဲ့လိုပရိပဒါတွေပြောတဲ့နေရာမှာတော့ဒါနံပါတ်1နံပါတ်1ကိုမှခင်ဗျ ဘသူနဲ့မှပြိုင်ပြိုင်နံပါတ်1က1ပဲအဲ့လိုအုပ်စုလို့တော့တွေ့ရတယ်လို့ဒါကိုပြောချင်တာကဲဟုတ်ပြီ မင်းပြောတာပြီးပြီဆိုတော့ငါပြောမယ်ငါတို့တတ်မတော်ကဟိုသူမင်းတနနဲ့ဆက်လာတယ်ဟိုအကျန်းဖက် PDF တွေရွရွချွန်ချွန်ဒီနေ့ဒီချိန်ထိနော်ခုခါနာဒီနေ့ဒီချိန်ထိရွရွချွန်ချွန်နဲ့တိုက်နေတာနော်အာဘယ်အာဘယ်နေရာမှာပြမတင်းနိုင်သေးဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့တတ်မတော်ကပါနော်အာပြရန်တတ်တွန်းထဲမှာလဲတက်ကုန်နေပြီ เนาะအဲ့ဒါကြောင့်ခုစစ်မှုထမ်းဖို့ခေါ်တဲ့ကိစ္စတွေလည်းကျွန်တော်အော်ဒီတတ်တော်မှာเนาะစစ်တိုက်မဲ့သူလူမရှိတော့လို့เนาะကျွန်တော်စစ်မှုထမ်းဖို့အတွက်လူတွေအော်ဒီမတရားဖမ်းဆီးတယ်မတရားခေါ်တာဗောเนาะလိန်ပြီးမှအဲ့လိုမျိုးခေါ်ရတာဗောเนาะဆိုတော့အာကျွန်တော်တို့အာတတ်မတော်ကလည်းဒီအာအကြမ်းဖက် PDF တွေကိုတတ်လာတိုက်လာတာက ကို၄နှစ်အာ၄နှစ်၄နှစ်ထဲလောက်ဝင်နေပြီပေါ့နော်ဆိုတော့အာ ျွန်တော်တက်ဘော်ရောဖက်ကလည်းလုံးဝမနိုင်နိုင်ဘူးဒီအချမ်းဖက်တမကျွန်တော်တို့ဘက်ကသူတို့ကိုအထင်သေးပြီးမှာပေါ့နော်အဲသူတို့ UGD သူတို့ရဲ့ NLD NLLD NLD တွေကစားပေါ့နော် NLD တွေကစားကျွန်တော်အထင်သေးပြီးမှာပြောင်းနေပြီမဲ့ကျွန်တော်တို့တက်မတော်ကပေါ့နော်ဒီနေ့ဒီချိန်သေးနော်အာတိုက်ပွဲအာတိုက်ပွဲတိုင်းမှာတိုက်တိုင်းလဲကြာဆုံးနေပါတယ်ကျွန်တော်ဘာမှမတက်နိုင်ပါဘူးပေါ့နော်ဆိုတော့အဲ့ဒါပဲပြောချင်ပါတယ်ကျွန်တော်အနေနဲ့ပေါ့နော်ကဲဟုတ်ပြီဆက်လက်ပြောမှာနော်ဒီမှာ ကိုရှယ်လီတန်ဆက်ပြီးတဲ့တန်လေးတွေဆက်ကြည့်လိုက်ကြအောင်နော်ဒေါ်အောင်ဆန်းစုကြည်ကအခုရာပြည့်တို့နဲ့ညှိနှိုင်းနေတဲ့ကိစ္စအကောင့်ထဲပေါ်ခဲ့ရင်မင်းတို့အားလုံးခွဲပြပြီမြမပီကတော့တော်တော်စုပ်ပြတ်တန်ကျင်းထွက်သွားပြီအောင်ကြည်ညော့อืมဒါအောင်ကြည်ညော့အပိုင်းကိုပြောတာနောက်တစ်ပိုင်းထပ်ပြောမယ်ရွေးကောက်ပွဲရွေးကောက်ပွဲက အားလုံးကခင်ရီလက်ထဲမှာခင်ရဒီပါတီကဘယ်နှစ်ယောက်ဘယ်သူကဘယ်နှစ်ယောက်ဘယ်နေမြေမှာဘယ်နှစ်ယောက်လူထွက်ပြမှာလည်းမဟုတ်ဘူး Facebook ပေါ်ကတင်ပြီးလုံမဲ့ရွေးကောက်ပွဲမျိုးအခုကနိုင်ငံတော်ရဲ့ general election မဟုတ်ဘူးခင်ရီကျင်းပတဲ့ election โอเคဒါဆိုရင်မင်းတို့ခင်ရီကိုဘယ်လိုအရေးယူမလဲ ကြားပြဆိုရလည်းမရှိဘူးစစ်တပ်အနေနဲ့လည်းကျင်းပပေးခွင့်မရှိဘူးခင်ရကျင်းပပေးမယ်ရွေးကောက်ပွဲအားလုံးကခင်ဤပါတီကိုသွားတယ်ခင်ဤပါတီရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာနေရတယ်အဲ့ဒါမှန်တလားလို့ဟမ်ဆိုခင်ဤပါတီမဟုတ်တဲ့လူတွေလည်းအတတ်ခံနေရတယ်ဟုတ်တဲ့လူတွေလည်းအတတ်ခံနေရတယ်ဆိုတော့ ပြောကျင်တာရိုးရိုးရှင်းရှင်းလေးပဲကြားပြအစိုးရကိုမင်းတို့ငိမ့်ချမ်းရေးတွေဘာရေးတွေမင်းတို့စောက်ရက်လည်းမရှိဘူးလိုက်ပြောနေဒီတိုင်းမှာမင်းတို့မဟုတ်လို့စက်ကူကတ်နေအခုတိုက်နေတဲ့တိုင်ရင်သားခေါင်းဆောင်နေမင်းခေါ်လိုက်မင်းတို့ခေါ်လိုက်ကဲဘုရုပ်ထွန်းမြတ်နိုင်လာခဲ့ဘသူလာခဲ့ကရင်ကဘသူလာခဲ့ကရားဘသူလာခဲ့ချင်းကဘသူလာခဲ့ဆိုအစိုးရဖွဲ့လိုက်လीမင်းတို့တိုက်စရာလိုသေးလား ပေးစရာလိုသေးလားဟမ်ယာဆာအာရာဖတ်ဒီလောက်တပုံထနေတာကွာရစ်ဆက်ရာဘင်နဲ့လက်ဆွဲနှုတ်ဆက်ခိုင်းပြီးတော့နိုဘေးငင်းငင်းစုပေးလိုက်တယ်ကွာယာဆာအာရာဖတ်တပုံထမရတော့အဲ့ဒါနဲ့ဟာမတ်စ်ပေါ်လာတာကွာကဲရှင်းလားဒါဗိမဲ့တို့နှစ်ယောက်စလုံးလောက်ကြံခံလိုက်ရတယ်ဘလို့တနာဖို့ကောင်းလဲ ဣသရေလငင်းငိုင်းခြင်းပါလက်စတိုင်းလငင်းငိုင်းခြင်းနှစ်ရာပေါင်းများစွာ ဖြစ်လာတဲ့ပြဿနာကိုရစ်ဆက်ရာဘင်နဲ့ယာဆာအာရာဖတ်ယာဆာအာရာဖတ်အခုထားပေးခဲ့တဲ့ပါလက်စတိုင်းမမော့စ်အဘတ်ဒုဦးဆောင်နေတဲ့အစိုးရပဲ UN မှာစကားပြောနေတာလေဘယ်ဟာမတ်တကောင်ကစကားလာပြောစရာရှိလို့လဲလို့ဟုတ်တယ်မလားမင်းတို့အဲ့ဒါလေးအတူယူလိုက်ပါလား တော်လှန်နေတဲ့အဖွဲ့စည်းတွေအလုံးပူပေါင်းပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အစိုးရတရားဖွဲလိုက်လေကွာဘယ်လိုလုပ်ပြီးတော့ခေကြီးလုံးမဲ့စောက် election ကြီးမလို့လောက်ရမှာလေနိုင်ငံတော်တခိုးကြဘူးလေခင်ကြီးကဟုတ်တယ်မလားတော်ဆိုးတာပဲကွာမင်းတို့မှ information မရှိလို့ဆိုလဲမဟုတ်ဘူးရှိပြီးသား ခင်ကြီးဘလောက်ခိုးတယ်ဦးမြမောင်နဲ့ပတ်သက်တဲ့မိုးကုတ်ဦးမြမောင်နဲ့ပတ်သက်တဲ့လေးလောင်းပြန်လူစားမှုမှာခင်ကြီးဘလောက်တာဝန်ရှိတယ်ဟာအဲ့ဒီလိုလူသက်မှုတွေကိုတာဝန်ရှိခဲ့တဲ့ကောင်တကောင်ရဲ့စီစဉ်ဆောင်ရွက်မှုစီမံမှုနဲ့ဒီရွေးကောက်ပွဲကြီးကိုကျင်းပမယ်ဆိုတာဟာကျေးဇူးတင်ပါတယ်ကိုကျယ်လေးပါဗျာ ကဲဂူရှယ်လီပြောတဲ့ပေါ်ပရဒီဂျာရမင်တုံးတက်ချက်လေးတွေကိုကွန်မန့်မှာရေးပြကြပါနော်ကဲဟုတ်ပြီတရင်လေးတွေကဒီလောက်ပါပဲအဆုံးထိကျေးဇူးပေးတဲ့သူရောက်စေတိုင်းရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရင်တက်လေးတွေနဲ့ပြန်ဆုံကြရအောင်နော်ကဲ